ကိုဆောင်တရားပွဲနေ့အော်တိုဘာလ2ရက်2025ခုနှစ်ဂျာတာရီနေ့အတွက်ကလေးသာသနာတော်ဤနေစဉ်ကျမ်းစာထောက်ရှိခြင်းများကိုဝင်ပြပေးနေပါတယ်။ယနေ့ဧဝံဂေလိကျမ်းစာမှာသခင်ခရစ်တော်ကကောင်းငင်နိုင်ငံတော်တဲသူဝင်ဖို့ရန်ကလေးသူငယ်တွေလူနှိမ်ချပြီးယုံကြည်စိတ်ချတတ်တဲ့စိတ်ထားမျိုးရှိရမယ်ဆိုတာကိုသွန်သင်ခဲ့ပါတယ်။လူကြီးတွေဟာဩဇာအာဏာနဲ့အရေးပါမှုကို ရှာဖွေတတ်ကြပါမိမယ်။ လေးသူငယ်တွေကတော့အဲ့ဒီလိုအတွေ့မရှိကြပါဘူး။ကလေးသူငယ်တွေရဲ့ရိုးသားဖြောင်းပန်းမှုလိုအပ်တာတွေကိုပွင့်ပွင့်လင်းလင်းတောင်းဆိုတတ်တဲ့သဘောနဲ့အခြားသူတွေအပေါ်အကျဉ်းမဲ့ယုံကြည်ကိုးစားတတ်တဲ့စိတ်ဓာတ်တွေဟာကောင်းငင်နိုင်ငံသွားတဲ့လမ်းဖြည်နဲ့အနည်းဆက်ဆုံးဖြစ်တယ်ဆိုတာကိုဒီနေ့ထောက်ရှုနိုင်ပါတယ်။ဒီနေ့ခင်ခရစ်တော်ရဲ့တုံသင်မှုဟာမိမိကိုယ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားနေတဲ့ကျွန်တို့ရဲ့လူအဖွဲ့အစည်းတွေမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်ကျွန်တော်တို့ဟာအောင်မြင်မှုတွေပိုင်ဆိုင်မှုတွေလူအများရဲ့လေးစားမှုတွေကိုအရေးကြီးတယ်လို့သတ်မှတ်နေကြပါတယ်ခင်ခရစ်တော်ကတော့ဒီအရာတွေရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့နှိမ့်ချမှုဟာဘုရားသခင်ရဲ့နိုင်ငံတော်တည်းသို့ဝင်ဖို့အတွက်အခြေခံအုံမြင့်ဖြစ်တယ်ဆိုတာကိုပြသခဲ့ပါတယ်ကျွန်တော်တို့ရဲ့ဆောင်းလျှောက်သူကောင်းကင်တမန်တွေကိုအမှတ်ရတဲ့နေ့ဖြစ်တဲ့အတွက်ဒီသွန်သင်ချက်ရဲ့အရေးပါမှုကို ိုမိုနှက်ရှိုင်းစွာကျွန်တော်တို့ရှုမြင်နိုင်ပါတယ်။ကျင်ခရစ်တော်ကကလေးသူငယ်တွေကိုဂရုစိုက်ဖို့တတိပေးခဲ့ုံသာမကပဲသူတို့ရဲ့ကောင်းငယ်တမန်တော်တွေဟာဘုရားသခင်ရဲ့မျက်မှောက်တော်ကိုအမြဲဖူးမြော်နေတယ်လို့လည်းမိန်တော်မူခဲ့ပါတယ်။ဒါဟာကလေးသူငယ်တွေနဲ့နှိမ့်ချတဲ့သူတွေဟာဘုရားသခင်ရဲ့ရှိတယ်မောက်မှာဘလောက်တောင်အဖို့တန်တယ်ဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်။ကောင်းငယ်တမန်တော်တွေဟာကျွန်တော်တို့ကိုကာကွယ်ဆောင်ရှောက်ဖို့နဲ့ ောင်းကင်နိုင်ငံတော်သို့ဥဆောင်ဖို့ဘုရားခင်ကဆေးလွတ်ထားတဲ့ကျွန်တော်တို့အတွက်လက်ဆောင်တွေဖြစ်ပါတယ်။ကျွန်တော်တို့ဟာခရစ်သူငယ်တူကဲ့သို့ယူတာဖြောင်းမတ်တဲ့ယုံကြည်ခြင်းနဲ့နှိတ်ချစွာအသက်ရှင်တတ်တဲ့အခါသူတို့ရဲ့လမ်းညွှန်မှုကိုပုံမနာလေပြီးသူကောင်းကင်တမန်တော်တွေရဲ့အကူအညီကိုပုံမရရှိမှာဖြစ်ပါတယ်။ကျွန်တော်တို့ကိုကောက်ွယ်ပေးနေတဲ့ကိုဆောင်တကြကောင်းကင်တမန်တော်တွေရှိတယ်ဆိုတဲ့အသည့်ကကျွန်တော်တို့ရဲ့နှိတ်ချတဲ့ယုံကြည်ခြင်းကို ပုံမခိုင်မစီပါတယ်။အဲကြောင့်ကျွန်တော်ထောက်ရှုရမယ့်အချက်လေးတွေလေ့ကျက်ရှိပါတယ်။မှတ်တဲ့အချက်ကတော့ယူတာဖြောင်းမှတ်သောယုံကြည်ခြင်းကိုပြန်လည်မွေးမြူဖို့ဖြစ်ပါတယ်။ဒုတိယဖြစ်ကလေးငယ်တူးကဲ့သို့ဘုရားခင်ပေါ်မှာအမြဲတမ်းယုံကြည်စွာနဲ့လက်ခံနေတဲ့ကလေးသူငယ်တယောက်လို့ကျွန်တော်တွေဟာယုံကြည်စွင်း၌ယူတာဖြောင်းမှတ်ခြင်းကိုပြန်လည်မွေးမြူရမှာဖြစ်ပါတယ်။ဒုတိယတစ်ချက်ကတော့ မာနကိုရှောင်ရှားဖို့ဖြစ်တယ်။ကျွန်တော်ရဲ့ကိုယ်စီစွမ်းရည်တွေနဲ့အောင်မြင်မှုတွေကိုမော်ကြွားကုန်ခြင်းအစားဘုရားခင်ရဲ့ချစ်ခြင်းမေတ္တာပေါ်ပြုဝမိကိုအားထားဖို့ဘုရားခင်ကိုယ်တိုင်မိမိရဲ့လုပ်ငန်းတွေမှာလုံခြုံအားကိုးဖို့ကျွန်တော်တို့တွေတတိထားရမှာဖြစ်ပါတယ်။တတိယအချက်ကတော့ကျွန်တော်တို့ရဲ့ကိုယ်ဆောင်ကြားတွေကောင်းငင်တမန်တော်တွေကိုအသိမှတ်ပြုဖို့ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ စောင်းလျှောက်တဲ့သူ ကောင်းငွေတမန်တော်တွေကိုစောင့်ကြားတွေဟာအမြဲတမ်းကျွန်တော်အနာမှာရှိနေတယ်ဆိုတော့အမှတ်ရပြီးတော့သူတို့ရဲ့လမ်းညွှန်မှုသူတို့ရဲ့ကာကွယ်မှုအတွက်သူတို့ကိုအမြဲတမ်းတောင်းဆိုနေဖို့လဲကျွန်တော်တွေတတိထားရမှာဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်အနေနဲ့ဘုရားခင်ကိုကျေးဇူးတင်တတ်ပါစေ။ဘဝရဲ့အကောင်းတဲ့အရာလေးတွေအတွက်ကျေးဇူးတင်တတ်တဲ့စိတ်ဓာတ်ဟာကျွန်တော်တို့ကိုနှိမ်ချစေပြီးတော့ဘုရားခင်ရဲ့လက်ဆောင်တွေဘုရားခင်ရဲ့ကျေးဇူးတော်တွေကို ုံမူတန်မိုးထားတတ်အောင်သင်ကြားပေးမှာဖြစ်ပါတယ်။ဘုရားခင်ကျွန်တော်တို့ပေါ်မှာထားတဲ့ကျေးဇူးတော်တွေကိုကျွန်တော်တို့ဒီနှိတ်ချခြင်းကြောင့်သာပုံမူမြင်တတ်မှာဖြစ်ပါတယ်။အဲကြောင့်ဒီနေ့ကောင်းကင်တမန်တော်တွေကိုတတိယပြီးအောက်မေ့အမှတ်တရပြုလုပ်တဲ့နေ့ဖြစ်တဲ့အတွက်ဘုရားခင်ကဂလိသူငယ်တွေကိုစောင့်ရှောက်တယ်လို့ကျွန်တော်တို့တူးချင်းစီကိုကောင်းကင်တမန်တွေကိုစောင့်ကြားတွေဆင်းလွတ်ပြီးတော့စောင့်ရှောက်ပေးနေတယ်ဆိုတာကိုအထူးတတိယသိပါတယ်။ ျွန်တော်ရဲ့နှိတ်ချတဲ့စိတ်နဲ့အပြစ်ကင်းစင်တဲ့ယုံကြည်ခြင်းကိုအကာအကွယ်ပေးဖို့ကောင်းကင်တမန်တော်တွေကိုစောင့်ကြတော်တွေဟာအမြဲတမ်းအစဉ်သင့်ရှိနေတဲ့ဆိုတာကိုသတိပြုသင့်ပါတယ်။ဆုတောင်းကြဆုကောင်းကင်ဘုံရှင်သာရဖျားသခင်ကိုရရှင်ဤကောင်းကင်နိုင်ငံတော်တည်းသို့ဝင်ရောက်ဖို့ကလေးသူငယ်များကဲ့သို့နှိတ်ချသောစိတ်ဓာတ်ကိုပိုင်ဆိုင်နိုင်စေရန်ကျွန်တော်တို့ကိုကိုကြီးဆောင်မတော်မူပါကျွန်တော်တို့ရဲ့နှိတ်ချမှုကိုထိမ့်သိမ်းဆောင်ရှောက်ပေးမိ ပူရောဤကောင်းကင်တမန်တော်များကိုလည်းချီးမွမ်းဂုဏ်ပြုကြပါသည်။ယင်ခရစ်တော်၏နာမတော်အပြည့်တောင်းလျှောက်ကြပါသည်။